ဒီဗီဒီယိုလေးမှာတော့ player တွေပြောတဲ့မှတ်ချက်စကားတွေကိုပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။အလုံးမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှူအနီချူဒွားရခင်ဗျကျွန်တော်ကိုခင်းပါကျွန်တော်ဘေပလီယာတွေက ဘလို့စကားတွေပြောခဲ့လဲဘလို့မှတ်ချက်တွေပေးခဲ့တယ်လဲကျွန်တော်တို့အခုပဲစပြီးတော့ဆွေးနွေးလိုက်အောင်ပထမဆုံးပေးခဲ့တဲ့မှတ်ချက်မာတီးယပ်စ်ခူးညာရဲ့ဘရူနိုဖာနန်ဒက်စ်ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားလေးတစ်ခုဖြစ်ပါတယ်မာတီးယပ်စ်ခူးညာကတော့ယူနိုက်တက်အသင်းရဲ့ကစားသမားအသစ်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတကယ်တော့မဖြစ်လာခင်ကတည်းကယူနိုက်တက်ပရိသတ်တွေရဲ့ချစ်ချင်းကိုတင်ကြုံရအောင်နိုင်ခဲ့တဲ့ကစားသမားလို့ပြောရမှာဖြစ်ပါတယ်လက်ရှိချိန်မှာယူနိုက်တက်မှာသူဘာလို့ပြနိုင်မလဲ မတိသေးဘူးဆိုပေမဲ့ဒီကလပ်တင်းပေါ်မှာ तू ဘလောက်ထိအမျက်နိုးတယ်တံမိုးထားတယ်ပေးဆက်ကစားခြင်းတယ်ဆိုတော့စကားတွေခံယူချက်တွေရလဲသဘောကျခြင်းစရာပဲတခုတော့ရှိတာပေါ့ဗျာ United ကလက်ရှိအချိန်မှာအဖက်ဖက်ကအောင်မြင်နေလို့ဒီစကားပြောရင်တော့ဒီဘက်ကနည်းနည်းဖြီးတယ်ပေါ့လေတိုးပေမဲ့ဒီချိန်မှာ United အောင်မြင်နေတာမဟုတ်ပါဘူးပွင့်လင်းပြောရင်တော့ကြာရှုံးနေတာပြီးခဲ့တဲ့ရာသီမှာဖလားလက်မဲ့ရာသီကြုံခဲ့တယ် ဒါပြင်ပရီးမီးယားလိမှာလည်းနှစ်ပေါင်း90ကျော်အတွင်းအဆိုပါသုံးရည်တည်မှုတစ်ခုကိုရင်ဆိုင်ခဲ့ရတယ်။ဒီလိုအသင်းမျိုးကိုရွေးချယ်သွားတဲ့ကစားသမားတယောက်သူ့တခြားကလပ်တွေမလိုချင်လဲတမျိုးပေါ့နော်။လိုချင်နေတဲ့တခြားသောကလပ်တွေရှိရတာနဲ့ရွေးသွားတာဖြစ်လို့တကယ်ကြီးလေသူချစ်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုတော့သူနဲ့အသင်းပေါ်ဖြစ်လာမဲ့ဘရူနိုကိုဘလို့မှတ်ချက်စကားတွေပေးသွားတယ်လေ။ ဘရူနိုကပရီးမီးယားလိမှာစံနမှုယူထိုက်တဲ့ကစားသမားကောင်းတစ်ယောက်ပါ။ဘာလို့လဲဆိုတော့သူ့ရဲ့နှလုံးသားထဲမှာမန်ယူနိုက်တက်အသင်းနဲ့ပတ်သက်ရင်ဘလောက်ထိစိတ်အားထက်သန်မှုရှိနေသလဲဆိုတာ ကျွန်တော်မြင်ရလို့ပါပဲဒါအပြင်သူ့ရဲ့စိတ်နေစိတ်ထားသဘောထားကိုလည်းကျွန်တော်တိတ်သဘောကြရတယ်လို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ကျော်ဘရူနိုအသင်းပေါ်မှာဘလောက်ထိပေးဆက်တယ်ဘောလုံးကစားရင် aggressive ဘလောက်ဖြစ်တယ်ဆိုတာကတော့ကျွန်တော်တို့ပြိုင်ဘက်ပရိသတ်တွေလည်းသိတယ် United fan တွေလည်းသိတယ်ပြိုင်ဘက်ပရိသတ်တွေဆိုအရင်မျက်စိစပယ်မွေးစူးချင်စရာပေါ့နော်တိုးတော့ကျွန်တော်အများနဲ့ပြောနေကြစကားလို့ပေါ့သူတို့အသင်းပရိသတ်တွေအတွက်ကြတော့ Bruno Fernandes ကတကယ် hero တစ်ယောက်ပဲဆိုတော့ခုညာကလည်း Bruno Fernandes လို့ကစားသမားမျိုးဖြစ်တယ်အသေးပေါ့မတက် အသင်းအတွက်ပေးဆက်ကစားတက်ပြီးတော့ aggressive လည်းဖြစ်တယ်။နံပါတ်10နေရာမှာကစားနိုင်တဲ့အတွက်ကြောင့် Bruno Fernandes နဲ့ Matheus Cunha နှစ်ယောက်ရဲ့ Ruben Amorim ချထားတဲ့နံပါတ်10နှစ်ယောက်နေရာမှာမြင်ကောင်းမြင်ရနိုင်ပါတယ်။အဲ့တကြောင့် Captain ကိုတော့အသင်းပေါ်ဖြစ်လာမဲ့ Matheus Cunha ကိုချုပ်ချုပ်ပြီးသွားပြီးရှေ့လျှောက်ဒီကစားသမားနှစ်ယောက်ဂျားတဲ့ကပတ်သက်ဆက်နွယ်မှုတွေ တို့ရဲ့ relation တွေဘယ်လိုမြင်ရမလဲဒီနှစ်ဦးပေါင်းကနေထွက်လာတဲ့စွမ်းဆောင်ရည်တချို့ကလည်း United fan တွေအတွက်ရင်ခုန်ခြင်းစရာကောင်းနေပါတယ်ခင်ဗျကျွန်တော်နောက်ထပ်ပြောစကားတစ်ခွန်းထပ်ပြီးတော့ဆွေးနွေးကြအောင်ဒါတော့ Sergio Ramos ရဲ့ပြောစကားဖြစ်ပါတယ် Sergio Ramos ကတော့ဒါ Mexico Club Monterrey မှာကစားနေပြီးဒီနေ့မနက်အစောပိုင်းမှာဆော့သွားတဲ့ Inter Milan နဲ့ပွဲမှာတော့ twin goal တကူ twin ပေးသွားခဲ့ပါသေးတယ်အဲ့တော့ Sergio Ramos က FIFA Club World Cup နဲ့ပတ်သက်ပြီးတော့ ပြောသွားတာဗျအဲ့တော့ club ကဘာဖလားပွဲမှာကျွန်တော်အကြိုက်ဆုံးအသင်းက Real Madrid ပါပဲ Real Madrid ကဒီလိုမျိုးပြိုင်ပွဲတွေမှာလုံးပြနိုင်သွန်းရှိတယ်ဒါအပြင် Real Madrid ရဲ့ကဘာမှာအကောင်းဆုံးအသင်းတွေကတသင်းလည်းဖြစ်တယ်လို့သူ့ရဲ့အသင်းဟောင်းရဲ့ဂုံကိုထုတ်ဖော်ချီးကျူးသွားခဲ့တာလည်းဖြစ်ပါတယ်မှန်ပါတယ်လက်ရှိအချိန် FIFA Club World Cup ပြိုင်နေတဲ့အသင်းတွေထဲမှာ Real Madrid ဒီရေပန်းအစားနိုင်ဆုံးသောအသင်းတွေက တသင်းဖြစ်ပါလိမ့်မယ်ဘိုင်ယန်မြူနဲ့ PSG စတဲ့အသင်းတွေကလည်းရေပန်းစတဲ့အသင်းတွေပါတိုးတော့ PSG ကတော့လက်ရှိအချိန်ကျွန်တော်ပြောလက်ရှိအချိန်နော်လက်ရှိအချိန်မှာပိုကောင်းနေတယ်ဆိုတော့ညင်းလို့မရဘူးပူပူနွင်းနွင်း Champions League Champion ဖြစ်ထားတဲ့အပြင်ရှေ့လေနောက်စုဖွဲ့မှု၃ခုလုံးဟာဟန်ချက်ညီလွန်းလာတယ် Real Madrid အနေနဲ့ PSG တင်းရဲ့တိုက်စစ်စုဖွဲ့မှုထက်ပိုပြီးကောင်းမယ်ဆိုရင်တောင်မှဒီခန်းစစ်စုဖွဲ့မှုတွေကွင်းလယ်စုဖွဲ့မှုတွေမှာတော့ PSG အသင်းကြီးပိုပြီးတော့လက်ရှိအချိန်ကောင်းနေပါတယ်အဲ PSG ကဒီပြိုင်ပွဲမှာပိုဆွဲဖို့ရေပန်းစ ားတဲ့အသင်းဆိုတာလည်းမပြောနဲ့အဖွင့်ပွဲမှာတဲ့အက်တလတီကိုမက်ဒရစ်လိုမျိုး ကစားခတ်တဲ့အသင်းကိုလေးခုပြတ်အနိုင်ယူသွားခဲ့ပါတယ်အဲ့တော့ကြောင့်ချန်ပီယံလီးယားပါလာတဲ့စွမ်းဆောင်ရည်တွေကလက်ရှိချိန်ထိမကုန်သေးဘူးဆိုတဲ့သဘောမျိုးပါဒါ့အပြင် PSG ရဲ့အစုဖွဲ့ကပုံပေါ်သွားပြီဗျသူတို့ဒီလိုအစုဖွဲ့မျိုးရဖို့အတွက် နှစ်ကာလကြာရှည်စွာတိစောက်ခဲ့ရတယ်။အခုချိန်မှာလူမှန်နေရာမှန်ဖြစ်သွားတာပေါ့ဗျာ။နီးပြားလည်း Luis Enrique နောက်အသင်းရဲ့စုဖွဲ့မှုကလည်းအသက်ငယ်တဲ့ကစားသမားတွေများသလိုတက်လက်ပိုင်းရောက်တဲ့ကစားသမားတွေနဲ့လည်းပေါင်းဖွဲ့ထားတဲ့အတွက်ကြောင့်ဘာမှပြောစရာမလိုတော့အောင် ်ပြည့်ပြည့်စုံနေတဲ့အသင်းဖြစ်တဲ့အတွက်ဆာဂျီရာမုစ်ပြောသလိုမျိုး Real Madrid အသင်းဟာကလပ်ကပလာပြိုင်ပွဲမှာသူ့အတွက်အကြိုက်ဆုံးအသင်းဆိုတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့အားကောင်းဆုံးအသင်းဆိုတာကတော့မဖြစ်နိုင်ပါဘူးခင်ဗျ PSG အသင်းကလက်ရှိချိန်မှာပိုကောင်းလို့ပါတိုးတော့ဘောလုံးပြိုင်ပွဲတွေမှာဘယ်သူ့ဘယ်ဘုံမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့် Real Madrid အသင်းကိုလည်းကျွန်တော်တို့ Champion ဖြစ်နိုင်တဲ့အသင်းတစ်သင်းဆိုတာမေ့ထားလို့မရပါဘူးကြည့်ကျွန်တော်နောက်ထပ်ပြောစကားလေးကတော့ Lamine Yamal ရဲ့ Nico Williams ပေါ်မှာပေးတဲ့မှတ်ချက်စကားလေးပေါ့နော်ကျွန်တော်ရဲ့ Nico ကို Barcelona ာအသင်းကိုပြောင်းရွှေ့ဖို့အဆက်မပြတ်ပြောနေတယ်။သူကိုယ်တိုင်ကလည်းအခုချိန်မှာဘာစလိုနာကိုပြောင်းဖို့စိတ်အားထက်သန်နေပါပြီ။ဒါအပြင်ကျွန်တော်လည်းနီကိုနဲ့တူဘာစလိုနာမှာ တွဲဖက်ပြီးတော့ကစားချင်ပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ဒီစပိန်တောင်မန်ဒဇုံကဘာစလိုနာမှာဖြစ်ကောင်းဖြစ်လာနိုင်တယ်။ရင်တော့တော့နီကိုဝီလျံစ်ကဘာစလိုနာကိုပြောင်းရွှေ့ခြင်းပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့လောက်ခပမာဏကိုတစ်ပတ်ပေါင်3သိန်းကျော်ပေးမှသူပြောင်းမယ်ဆိုတော့သတင်းမျိုးတွေကြားထားတဲ့အတွက်ကြောင့်ဘာစလိုနာကလည်းသူ့ကိုခေါ်ဖို့အတွက်အခက်အခဲတချို့ရှိခဲ့တယ်။ ။အဲ့နောက်ပိုင်းမှာဘာစလိုနာသည်နီကိုဝီလျံစ်ကိုမခေါ်ဘူးတော့ဘူးဆိုတဲ့သတင်းမျိုးတွေဖက်ဘရီဇီယိုရိုမာနိုကဖော်ပြလာတဲ့ ဲ့နောက်ပိုင်းမှာထပ်ပြီးဘာစလိုနာကခုံမင်ဆိုတဲ့သတင်းမျိုးတွေလည်းထွက်ကြားလာရတယ်။အသေးချာတစ်ခုကနီကိုဝီလျံစ်ဘယ်တင်းကိုပြောင်းကျင်နေတယ်လဲဆိုတာလဲပြင်းမှာဆင်သွားတယ်လို့မျိုးမြင်နေရတယ်။အာစတန်ကိုပြောင်းရွှေ့မှာမဟုတ်တယ်လို့ဘိုင်မြူနစ်ကိုလည်းပြောင်းရွှေ့မှာမဟုတ်ဘူး၊ချယ်ဆီကိုလည်းပြောင်းရွှေ့မှာမဟုတ်ပါဘူး။သူကဘီဘာအိုကထွက်ပြီးစပိန်ပြည်မှာပဲနေကျင်တယ်လို့စကားဆထားတာကိုကြည်ကြင်အဖြစ်ရီယယ်မက်ဒရစ်ကိုလည်းပြောင်းမုံပါဘူး။သူပြောင်းကျင်တဲ့ကလပ်ကဘာစလိုနာပဲဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဘာစလိုနာမှာလည်းအဲ့လက်ဖွင့်တနေရာမှာရာဖီညာလိုကစားသမားကောင်းတစ်ယောက်ရှိနေတဲ့အတွက်ကြောင့်ကေ ဲနီကိုဝီလျံစ်လားရော်ဖင်ညာထွက်ဆိုပြီးလှုပ်ချင်တိုင်းလှုပ်လို့တော့မရဘူးဘလို့တိုက်စစ်စုဖွဲ့မှုကိုပြန်တယ်မလဲတော့တစ်ချက်စောင့်ကြည့်ရမယ်ဥမာလေဝန်ဒိုစကီကိုရောင်းချမလားဒါမှမဟုတ်ရောင်းလို့မရတဲ့အခြေအနေမျိုးမှာဘသူ့ကိုအရန်ကုန်ထိုင်ခိုင်းမလဲဆိုတာဘာစလိုနာဘက်ကပြန်စင်းစားရင်လည်းတော်တော်လေးပြဿနာရှိတယ်ဗျအခုရော်ဖင်ညာရောစာချုပ်စ်ချုပ်လိုက်ရင်လမိုင်းရမဲ့ရမဲ့လောက်ခပမာဏတွေရောအခုလေဝန်ဒိုစကီကိုပေးချင်နေရတဲ့လောက်ခပမာဏတွေရောနဲတာမဟုတ်ဘူးအဲ့တော့ကြောင့်နီကိုဝီလျံစ်ကိုခေါ်မယ်ဆိုရင်ဒီကစားသမားတယောက်ယောက်ကိုရောင်းရဖို့ရှိတယ်ရမဲကတော့ဘေးဖယ်လိုက်ပါတော့ ောင်ရာဖင်ညာဒါမိုလီဝန်နိုစကီကအသင်းအနေထွက်ကိုထွက်ပေးရမယ်သဘောမျိုးအဲ့တကြောင့်နီကိုဝီလျံစ်ကိုခေါ်ရေးရထင်သလောက်ထိလွယ်ကူမနေဘူးယမယ်ပြောသလိုမျိုးသာတကယ်တမ်းဖြစ်လာခဲ့ရင်တော့နီကိုဝီလျံစ်တွေလည်းပျော်စရာကောင်းပါလိမ့်မယ်တိုးတော်လည်းလက်တွေ့မှာကတော့အပြောင်းရွှေ့ဆွေးနွေးညှိနှိုင်းမှုဆိုတာထင်သလောက်မလွယ်တဲ့အတွက်ကြောင့်ယမယ်ကဘလောက်ပဲနီကိုဝီလျံစ်ကိုစီယုံသိမ့်သွင်းသိမ့်သွင်းပြောင်းရွှေ့ကြီးသဘောတူညီချက်ရမှဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်လေလောက်ခပမာဏသဘောတူညီချက်တရက်ရမှဖြစ်ပါလိမ့်မယ်ခင်ဗျ